Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ31ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်လူဆိုင်မှာကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay အခုရပိုင်းမှာတော့เนาะကျွန်တော်တို့ PD တက်ကတော့သတင်းကောင်းတွေမျိုးများစွာရှိနေတာဖြစ်ပါတယ် Okay ဒီမနက်မှာလည်းတက်လာတဲ့ဒီ Loyalty သတင်းတွေကိုကျွန်တော်ဖတ်ပြပေးပါမယ်เนาะ တော်ဆုံးသတင်းတစ်ပုဒ်ကတော့စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းအပါဝင်အရာရှိများနဲ့လက်နက်ဆက်ရုံမှု28ဦးအမိစင်းကိုအရာအရေးယူနိုင်ရေးထုတ်ပြန်လိုက်ပြီဆိုတဲ့သတင်းမျိုးဖြစ်ပါရနော်အဲတော့မြန်မာနိုင်ငံရဲ့လူမျိုးတုံးတစ်ဖြတ်မှုစစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်သောစစ်ရာဇဝတ်မှုများတွေပတ်သက်နေသောစစ်ကောင်စီကာကွယ်ပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ကံမြင့်တန်းအပါဝင်အရာရှိကြီးများနဲ့လက်နက်ဆက်ရုံမှု28ဦးအမိစင်းကိုနိုင်ငံတကာနဲ့အယူကြီးကအရေးယူနိုင်ရေးအတွက်တမဖွံ့ဖြိုးရေး Institute ကနေထုတ်ပြန်လိုက်ပြီဆိုတဲ့သတင်းဖြစ်ပါရနော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ချင်းပြည်နယ်သို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်မှစစ်မှုရတပ်သား6ဦးလက်နက်နှစ်လက်ယူဆောင်လာပြီးအလင်းဝင်လာ၍36 350ချီးမြှင့်လိုက်တယ်ဆိုတဲ့သတင်းကောင်းဖြစ်ပါတယ်နော်။အဲတော့ဒီလိုမျိုးအလင်းဝင်လာတဲ့သူတွေအလုံးကိုစုချင်းမြှင့်လာတော့ဒါထုံးစံပါပဲနော်။အခုဆိုရင်တပ်သား6ဦးလက်နက်တော်6လက်မဟုတ်တော့2လက်ပဲပါလာတာဒါပေမဲ့ငွေကျပ်350ကလေးချီးမြှင့်ခဲ့တယ်လို့ကလေးမျိုးပျောက်ကြားစီမံချက် UG အဖွဲ့မှတာဝန်ရှိသူကပြောပါတယ်ပါနော်။ ဲ့ထွက်ပြေးတဲ့သူတွေကဘယ်ဘယ်ရလဲဆိုတော့တဲ့ဒီမေလာအတွင်းထိုင်းမြန်မာနေဆက်အနည်းရှိအချမ်းမစစ်ကောင်စီပူလူတူခလဲဒေးတခေါ်ဘီခွီ မော်ဖာတူစခန်းတာလက်စခန်းမေလာစခန်း မော်ဖိုကီစစ်စကန်နဲ့ဘလက်ဒိုစကန်များကနဲလီစကန်ရွှေအီးမြစကန်နဲ့စစ်ကူလာတို့စစ်ကြောင်းများကို KNU ရဲ့ဇက်လိုက်တိုက်ခိုက်သိမ်းပိုက်နေခဲ့ကြောင်းသိရပါတယ်။အဆိုစကန်သိမ်းတိုက်ပွဲများအတွင်းမှာချက်မစစ်ကောင်စစ်သားများကထိုင်းနိုင်ငံဘက်သို့ဝင်ရောက်ထွက်ပြေးနေရခြင်းဖြစ်ပြီးထိုင်းစစ်တပ်ကလည်းထွက်ပြေးသင်းချလာသောစစ်ကောင်စစ်သားများကိုဇက်တိုက်လက်လံဖမ်းဆီးနေကကရင်နယ်ကြားစောက်တပ် BGF ထံလွှဲပြောင်းပေးပို့နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ရဲ့လေးစားတဲ့မတ်ဖြူရဲ့တကူတော်ပွဲတွေကနေရတဲ့အောင်မြင်မှုတွေဖြစ်ပါတယ်နော်။ ြည်ပြည်အတွက်ပံ့ပိုးနိုင်ဖို့ယူရပြုတ်လို့တဲ့တော်လန်နုပညာရှင်ဖြူဖြူကျော်သွင်းရဲ့တကူတော်ဖြိုဖြိုပွဲ၅ပွဲကနေရန်ပုံငွေသိန်း3000ကျော်ရရှိခဲ့ပါတယ်တဲ့ဖြူဖြူကျော်သွင်းရဲ့တကူတော်ပွဲအတွက်လန်ဒန်ကိုရီးယားဩစတြေးလျနဲ့ဂျပန်နိုင်ငံတို့မှာပြုတ်လုခဲ့တာဖြစ်ပါတယ်ဒီဖြိုဖြိုပွဲတွေကနေမေ25ရက်ကဂျပန်မှာပြုတ်လုခဲ့တဲ့တကူတော်ဖြိုဖြိုပွဲကနေရန်တန်း80ကျော်မြန်မာငွေကျပ်သိန်း2000ခန့်ရရှိခဲ့လို့ဖြူဖြူရင်ဂျပန်ကအတိပေးထားပါတော့နော်အဲဒီတော့ဒီလိုမျိုးပေါ့နော်အောင်မြင်မှုတွေမြင်ရတကယ်ပဲဝမ်းသာစရာကောင်းပါတယ်အခုလိုမျိုးပေါ့နော်အမှုပညာရှင်တွေကိုနေဆက်မှာ ထားတာထက်ဆိုင်ဒီလိုမျိုးပေါ့နော်နိုင်ငံတကာပတ်ခိုင်းပြီးမှဒီတော်လိုင်းရေးအတွက်ပေါ့နော်စူးစမ်းခိုင်းတာတကယ်ပဲအကျိုးရှိပါတယ်နော်တော်လိုင်းအတွက်လည်းကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပင်လောင်းမြို့နယ်စောင်းပြောင်းကြီးရွာရှိစစ်တပ်စခန်းကိုတိမ့်ပတ်ရရှိပြီး PNO ပြည်သူ့ဗိုလ်မှူးအပါအဝင်စစ်သားအများအပြားမျိုးစားဖြစ်ပြီးစစ်တုံးမများနဲ့လက်နက်ခဲများပါဒိစဲရရှိမိတယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်အဲ့ဒါကိုလှုပ်ဆောင်တဲ့အဖွဲ့တွေကတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကြီးရွာရှိစစ်တပ်စခန်းကိုသိမ်းပိုက်ခဲ့ရာ PNOP သူစစ်ဗိုလ်မှူးပုံစစ်သားများပြတေဆုံးကစစ် ုံမှန်းများနဲ့လက်နက်ခဲအများပြားရရှိခဲ့ကြောင်းဖဲကုံ PDF 1000တရင်ကထုတ်ပြန်ထားပါတယ်။ကဲကျွန်တော်တို့လူရီတူရှင်ဒရင်နေဖလို့ပြီးမှရန်ဒီရခိုင်ဒရင်လေးတစ်ချက်လောက်ကြည်လာအောင်เนาะအဲ့တော့အာရခတက်တော်အေကဒီအာရခနေမြေအတွင်းကမထွက်သွားဖို့တားဆီးလိုက်တဲ့ဥပဒေထုတ်ပြီးနောက်ပိုင်းမှာအချမ်းပဲစစ်ကောင်စီကဒီဥပဒေကိုเนาะခြေခံပြီးတော့အာသူတို့ကပဲတကယ်မြေတားရှင်လို့လုံးနေမှာเนาะဒီရခိုင်လူမျိုးတွေကိုစီးယုံနေတယ်ဆိုတဲ့ဒရင်နောက်ထောင်ကြည်လာအောင်เนาะအမျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAE ကမေလ20ရက်နေ့မှာ ပြည်သူစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးဝခိုင်ပြည်ပြည်ပကိုထွက်ခေါ်ဖို့ကြိုးစားအားထုတ်နေသူတွေကို စတင်တားမြစ်လိုက်ပြီးတဲ့နောက်စစ်ကောင်စီကရန်ကုန်မှာရှိတဲ့ဝခိုင်လူမျိုးတွေကို မေလ24ရက်နေ့မှာအခမ်းအနားပြုလုပ်ပြီးစတင်စီရင်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုစီရင်လာရဲ့နောက်ပွေမှာအယောင်များစွာပါရှိတယ်လို့နိုင်ငံရေးလှလာတုံသက်သူညီပုံမြို့နေပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေတန်းကပြောဆိုပါတယ်။ ULAA နဲ့ပြည်သူအကြားစိတ်ဝမ်းကွေးမှုတွေဖြစ်လာရင်အဲ့ဒီအပေါ်မှာနိုင်ငံရေးအမျက်ထုတ်မေးဆိုတဲ့သဘောတွေပါတယ်လို့လေသူကပြောပါတယ်။ပြီးခဲ့တဲ့မေလ24ရက်နေ့ကစစ်ကောင်စီပြန်ကြားရေးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်နဲ့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးရှုပ်ဦးစိုးသိန်းတို့ဟာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခမ်းမမှာရန်ကုန်ကရခိုင်အသင်းအဖွဲ့တွေကိုခေါ်ယူပြီးစီယုံမှုပြုလုပ်ခဲ့တာပါ။စစ်ကောင်စီဟာတိုက်ပွဲကြောင့်ဤယာဝတီပသိမ်နဲ့ မကွေးစားတဲ့ဒေသတွေကိုတိုက်ပွဲရှောင်လာတဲ့ရခိုင်ပြည်ကတောင်ကုတ်တန်တွေနဲ့ခေါ်စားတဲ့ဒေသတွေကဒေသခံတွေကိုဖမ်းဆီးရိုက်နှက်ပြီးရန်ကုန်ရောက်ရခိုင်တွေကိုစားနေရိတ်ခါနှလစာထောက်ပံ့ပေးမိလို့ပြောဆိုရဟာတန်တရားဖြစ်စရာကောင်းနေလို့ရခိုင်လူငယ်နိုင်ငံရေးသမားကိုကောင်းကျော်စံကပြောပါတယ်။ကဲဒါကရခိုင်တရင်းဖြစ်ပါနော်။ နောက်ထပ်လည်းကျွန်တော်တို့ကြည့်ရမှာကတော့ချမ်ပီယံစစ်ကောင်စီမင်းအောင်လည်းကအခုဆိုနေပြီးတော့မှဒီသူတို့ရဲ့အဆောက်အဦတွေတော်တော်များပြည့်စည်သွားတဲ့အတွက်ပေါ့နော်ဒီမြေပြည်တော်ပြန်လည်ထူထောင်ရေးအတွက်အလွန်ငွေကောက်တဲ့ခါမှာဒီမှာပေါ့နော်စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ခရိုနီတွေရဲ့စင်းရင်ပေါ့နော်ထုတ်ပြန်လာတဲ့နောက်ထောက်ကြည့်တော့နော် DRB ဘန်တထေးဦးစောစော CB ဘန်တထေးဦးခမောင်အေး MAB ဘန်နဲ့ Aiden အုပ်စုပိုင်ရှင်ဦးချစ်ခိုင်ရဲ့သားဦးဝနခိုင်ရွှေတန်လင်းကုမ္ပဏီပိုင်ရှင်ဦးကျော်ဝင်း A Bank နဲ့ AR ဟင်းတာလုပ်ငန်းစုတထေဦးဇော်ဝင်းရှိအဒန်မိုဘိုင်းဆက်သွယ်ရေးပိုင်ရှင်ရွှေပြိုင်းဖြူကုမ္ပဏီတထေဦးသိန်းဝင်းစောဈေးကမာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေ BOC 73စီလုပ်ငန်းရှင်ဦးအောင်ရွှေနဲ့ဦးဝင်းဆွေ PD Power 73တီလုပ်ငန်းရှင်ဦးခင်မင်းအောင်ခတာကြီးစားတုံးစီတင်သွင်းရောင်းချတဲ့6 Winner Brother ကုမ္ပဏီပိုင်ရှင်ဦးမောင်စိန် TMS auto and klne company ma umyo lwin kgn company ma umyin sain kha philis to ga le စစ်ကောင်စီဝင်တဲ့အင်အားတွေအတွက်ငွေကြေးစိုက်ထုတ်ကြမယ်လို့မြန်မာနိုင်ငံကလက်ခံရရှိတဲ့အစည်းအဝေးကသိရပါတယ်။အဲ့ဒီခရိုနီလုပ်ငန်းရှင်73ဦးအနက်ခေဆက်ဆက်စစ်ဘုတ်ချုပ်တွေနဲ့ယင်းဒီကျွမ်းဝင်တဲ့စေပိုင်ဆက်လုပ်ရေးကုမ္ပဏီပိုင်ရှင်မောင်ဝိတ်ကအဆောက်အဦခုနှစ်လုံးလူတန်းထားကြောင်းတွေ့ရပါတယ်။မောင်ဝိတ်ရဲ့စေပိုင်ကုမ္ပဏီဟာ ရန်ကုန်မြို့ရှိဂုံကြီး residence and ဂုံကြီး shop house လမ်းသစ် avenue ပါရမီ residence တို့လိုစောက်လို့ရေးစီမံကိန်းကြီးတွေကိုတည်ဆောက်ခွင့်ရရှိခဲ့ပြီးမန္တလေးမြို့မရပူရာမြို့ပြစီမံကိန်းလုပ်ပိုင်ခွင့်ရမန္တလေး business capital city development limited ဟာစေပံရဲ့မိသားစုဝင်ကုမ္ပဏီလည်းဖြစ်ပါတယ်2020ခုနှစ်မှာစစ်တပ်ကတကြောပြန်အာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်စီကမောင်ဝိတ်ကိုဖမ်းဆီးခဲ့ပါတယ် ၎င်းတို့ဖန်ထားတဲ့ NND ပါတီဥက္ကဋ္ဌဒေါံဆန်းစုကြည်ကိုလက်ပေးလက်ယူမှုနဲ့မှုဆင်ရမှာမန်ဝိတ်ကိုအသုံးချခဲ့ပါတယ်။ EAGRI CB MAB ဘန်ပိုင်ရှင်တို့ကအဆောက်အဦ၅လုံးစီနဲ့ရွှေတန်လွင်ကုမ္ပဏီပိုင်ရှင်က၄လုံး၊ eBank မှာဦးဇဝင်းရှိန်က၃လုံးလှူဒါန်းသွားမှာဖြစ်တဲ့အကြောင်းပြရပါတယ်။မြန်မာနိုင်ငံကနေ Norway ဆက်သွယ်ရေးကုမ္ပဏီ Telinor ထွက်ခွာသွားပြီးတဲ့နောက်အဲ့ဒီဆက်သွယ်ရေးလုပ်ငန်းကိုဝယ်ယူလုပ်ကင်ခဲ့တဲ့ ရွှေပြိုင်းပြည်ကုမ္ပဏီအုပ်စုပိုင်ရှင်ဦးသိန်းဝင်းစောဝါတက်ဖွဲ့နဲ့မိုင်းလာဖွဲ့တို့ကဆက်ဦးနှလုံးစီလူနန်းသွားကြမှာဖြစ်ပါတယ်။ဒါ့ပြင်ဈေးကဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေ BOC စက်သုံးတီလုပ်ငန်းရှင်ဦးအောင်ရွှေနဲ့ဦးဝင်းစွေ PD Power စက်သုံးတီလုပ်ငန်းရှင်ဦးခင်မင်းအောင်ခန့်သားကြီးစက်သုံးစီတင်သွင်းရောင်းချတဲ့ Six Winner Brother ကုမ္ပဏီပိုင်ရှင်ဦးမောင်စိန် TMS Auto and KNMA ကုမ္ပဏီမှဦးမျိုးလွင် KGN ကုမ္ပဏီကဥမြင့်စိန်ခဖိလစ်ဆိုသူတို့ကလည်းစောက်ဦးတလုံးစီလူရန်သွားကြမယ်လို့သိရပါတယ်။ကဲဒါတော့နော်ဒီခရိုနီရဲ့စင်းယူကြီးညာပြီးသားဖြစ်ပါတယ်နော်။အဲ့တော့ဒါကမင်းအောင်လိုင်းကိုထောက်ဖို့နေတဲ့ဒီခရိုနီစင်းပဲဖြစ်ပါတယ်နော်။ကဲကျွန်တော်တို့ကြည့်ရမယ့်သတင်းကတော့ဥတန်းစိုးနဲ့တုံးတက်ထားတယ်ပေါ့နော်။ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်တည်းကပြောလာခဲ့တဲ့လမ်းများအားလုံးနေပြီးတော့တို့ဆိုတဲ့ဟာကိုဘယ်လိုမျိုးအကောင့်တွေဖော်တင်ပါလဲဆိုပြီးမှကြညာပြီးသားတယ်ဒါတော့ကြည့်လောက်နော်။အဲ့တော့အဲဆွေကြောင်းအကြီးလုံးနေပြီးတော့ကြည့်တတ်ကြလို့ကြွကြခဲ့တာတုံးနေရှိပါဘူး။ အဲ့ဒါဘယ်ဘယ်အင်အားစုကကြည့်တယ်မှာလို့အဲ့ဒါကနော်တခြားတိုင်းသားအဖွဲ့အစည်းတွေနော်တခြားလက်နက်ကိုင်အင်အားစုတွေနဲ့မဟာမိတ်တပ်ပေါင်းစုတွေမဖွဲ့နိုင်သေးပဲနဲ့တစုတစည်းတဲ့အစီအစဉ်နော်မချမှတ်နိုင်သေးပဲနဲ့ဘယ်လိုလုပ်ပြီးတော့အဲ့ဒါဖြစ်မှာဒါကြောင့်မို့အခုကလည်းအထွေထွေထိုးစစ်ကြီးဆိုတော့ဒီကာကွယ်ရေးဝန်ကြီးဌာနလေသံပြစ်နေတဲ့ဟာပဲအထွေထွေထိုးစစ်ကတိုင်းသားတွေကသူ့နေမြင်နေသူလုံနေကြပါမလုံနိုင်တာအညာမြင်ပဲအညာမြင်ဘာကြောင့်မလုံနိုင်လဲဆိုတော့ NUG ပြုပြင်ပြောင်းလဲရေးမလုံသေးတဲ့အတွက်ဒါဖြစ်မလာသေးတာအဲ့တော့ ဒီလိုကြွေးကြော်တာနေတင်ယုံနဲ့ဖြစ်မယ်ဆိုရင်တော့နော်ဒီတော်လန်ကြီးကတော့လော်လော်လေးပေါ့ဗျာနော်ဟုတ်ဒါကအဲဟိုစစ်ကြောင်းအားလုံးချစ်တဲ့ဖို့လှုံ့ဆော်တာကဟိုသုံးနှစ်ရှိပြီအခုပြန်ပြီးတော့အထွေထွေထိုးစစ်ကြီးစတော့မယ်ဆိုရယ်လေတံတွေပြင့်နေဗျာဒါပေမဲ့သူအဓိကကင်ထွေထားတဲ့တရင်လေးရဆိုတာဘယ်မှာလဲနော်ဘာလို့ချမ်းမှုရှိတယ်လဲနော်အဲ့လေးရကရောတစုတစည်းရဲနဲ့ကျွန်တော်တို့အညာတစ်ခွင်တစ်ပြင်လုံးကျွန်တော်တို့အထွေထွေထိုးစစ်ဆင်နိုင်အောင်ခုနလိုဘယ်ပေါင်းစုံကနေပြီးတော့စီးရေးစီမံကိန်းနဲ့စီးရေးလှုပ်ရှားမှုတွေရှိနေမလားမရှိပါဘူး အဲ့တော့အခုထိုးပြဟိုပြီးခဲ့တဲ့လထိုးပြစရာဆိုလို့ချင်းတော့ကျွန်တော်တို့အဲဝက်လက်ရှိဖို့ဘက်ကလှုပ်ရှားမှုရှိတယ်နော်ဒီမေလာထဲမှာအခုမြင်းညာဘက်ကဟိုဟာလက်မျိုးထိုးပြစရာရှိတယ်ကျွန်တော်စကိုင်းဘက်ကရောပါအဲ့လိုနော်ချက်ကြောင်းထိုးစစ်တယ်နော်ဆေးထိုးစစ်တယ်အရှိဟုံးနဲ့အချိန်မရင်းလောက်တာတွေပါအဲ့တော့ဗျာကျွန်တော်အချုပ်ပြောချင်တာကတော့ဒီကျွန်တော်တို့ NUG အနေနဲ့နော်ကြံအမြောက်တွေပြင့်နေမယ်အစားကျွန်တော်တို့နော်အထွေထွေထုတ်စစ်ကြီးတို့အရင်၄00တို့နော် ပြောနေမယ်လားနော်အခြားသောတိုင်းအသားဒေသတွေလို့ကုဒေသကလည်းအညာဒေသဖြစ်တယ်အညာဒေသမှာပဲပေါင်းစုံစစ်စင်ရေးတခုပေါ်ပေါက်အောင်အရင်ဆုံးကြိုးပမ်းကြည့်အဲ့လိုကြိုးပမ်းပြီးတော့မှကျွန်တော်တို့အခြားတိုင်းအသားဒေသတွေနဲ့နော်ဒါပေါင်းစုံလုပ်ငန်းတွေဆက်ဆက်ပြီးတပြည်လုံးထူထူတိုးစစ်စဉ်းစားလို့ရှိရင်ဖြစ်နိုင်တယ်အိဗယ်ရှိတယ်အခုအနေထားနဲ့ကတော့ဘယ်အင်အားစုကမှလက်တွေ့ဖြစ်နိုင်မယ်လို့လည်းယုံကြည်ကြမှာမဟုတ်ဘူးဒါမှမဟုတ်ပေါင်းဆက်ပါဝင်မှုလည်းရှိမှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့ ဒဇံအမြောက်တွေတစ်လုံးပြီးတစ်လုံးပြင့်နေမယ်အစားကျွန်တော်တို့တပီးလုံးဆိုင်ရာထရီထိုးစစ်ကြီးကျွန်တော်တို့ဆင်နွှဲနိုင်မှုအတွက် NUG နဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ပါပြုပြင်ပြောင်းလဲမှုတွေလုပ်ပါဆိုတာ NUG ကိုအမျိုးသားညီညွတ်ရေးတိုင်းရင်းသားတပ်ပေါင်းစုအစိုးရဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ပါအဲ့ဒီမှာဟိုစစ်ကောင်မရှင်ကိုမြင့်မြင့်မားမားကျွန်တော်တို့ဟိုခြေလှမ်းတင်ပြီးတော့ဒီလုပ်ငန်းအားလုံးเนาะအာဘဏ္ဍာရေးအကြောင်းချက်လက်အားလုံးเนาะစစ်နိုင်ရေးအတွက်เนาะအားတောင်းခွန်ဆိုင်ပံ့ပိုးပေးပြီးတော့ကျွန်တော်တို့ ဘိုးစူးစီဟောအဲကွန်မတီတက်ကိုကွဲစည်းပြီးတော့အထွေထွေထိုးစင်နိုင်ဖို့အတွက်နော်ဒိုင်ယန်နာအားလုံးနဲ့နော်စစ်ကြောင်းအားလုံးနဲ့ကျွန်တော်တို့ပေါင်းစပ်ပြီးတပြေလုံးဆိုင်ရာတိုးစစ်ကိုပြင်ဆင်ရေးဆွဲပြီးတော့မှလုပ်နိုင်ရင်ကျွန်တော်တို့2025ခုနှစ်ဟာကျွန်တော်တို့ရဲ့အဝင်းနဲ့ဖြစ်နိုင်တယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ခင်ဗျတကယ်ဒါကတော့ဥဒ္ဒဆွနိုင်ရဲ့သုံးသက်ချက်လေးပဲဖြစ်ပါနော် ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာကတော့ကျွန်တော် AR ရဲ့ရေပေါ်ရဲ့ပြောတဲ့စကားတွေကျွန်တော်နောက်ထပ်ဖြစ်ပါတယ်နော်တကယ်ပဲအဲဒီစစ်ပွဲအတွေ့အကြုံတွေနဲ့ပြင်သူ့ရဲ့ AR ပုံမှာထားတဲ့သူ့ရဲ့စိတ်မာဂျော်ရဲ့စိတ်တည်းကျွန်တော်မြင်ရဖြစ်ပါတယ်နော်နောက်ထပ်ကြည့်လာနော်ဖမ်းစီကကျွန်တော်တော့မနာအောင်တော့လုပ်ပြီးကျွန်တော်ကရှင်းရှင်းပြောတာမိုင်းနေမိတာတော့တကယ်ကျွန်တော်နိုင်တယ်ကျွန်တော်အနာမခံနိုင်ဘူးအဲ့တော့ကျွန်တော်ကိုမနာအောင်တော့လုပ်ပြီးနာမသေးလို့တော့နာမကြောက်လို့တော့တက်တူးတော့မတူးကျွန်တော်ကိုနာအောင်လုပ်တဲ့လူဆိုလဲကျွန်တော်အများအများနဲ့မှတ်ထားတာ အဲ့ကျွန်တော်ဘယ်နေရာကိုပဲနောင်အောင်လုပ်လို့ကျွန်တော်နာကြည့်အောင်လုပ်တဲ့လူဆိုကျွန်တော်မှတ်ထားတယ်။အဲအဲ့လိုမျိုးပေါ့ကျွန်တော်တော့မနောင်အောင်လုပ်ပြီး Okay ဟိုကလည်းရတယ်မနောင်လုပ်မယ်သေးရင်နဲ့ပေါ့တို့ထိုးထိုးပေးရပေါ့ထိုးပေးပြီးတော့ဖြတ်တာညင်တိနေရပဲလေနားတော့မနာဘူးကိုချက်လောက်ကြီးဖြတ်နေတာသွားပြီးလို့ငါနဲ့29နှစ်လောက်နေခဲ့တဲ့ငါချက်လောက်ကတော့လက်ပြီးလို့အဲတွေ့ရဝင်လာတာတွေ့ရဝင်လာတာ29နှစ်လောက်နေတဲ့ငါချက်လောက်လေးတော့သွားပြီးလို့ငါမင်းမွေးပင်တော့အကောင်းလေးပေါ့အခုတော့မရှိတော့ဘူးရှိတော့ဦးတော့အကောင်းလေးဖြတ်နေကြပြီပေါ့ အဲ့ဒါလည်းပြီးရပြီးရပြီးရောဖြတ်တာမဟုတ်သေးဘူးလေဗျာအဲ့တခါအောက်ကချီမျက်စိကအစ်စ်ဖြုတ်တာတဲ့အဲ့ဒါဈေးုံရောက်သွားပြန်တော့ဈေးုံသူဈေးုံကိုပြောပြအောင်မယ်ဈေးုံတက်ကတဲ့အချိန်မှာကျွန်တော်တို့ကမိုးရင်းဘက်ဗျာကျွန်တော်တို့နေမြေဘက်ကကားသွားလို့မရဘူးတိုက်ပွဲတွေကတောက်လျှောက်ဖြစ်နေရအဲ့ဒီနေမြေဘက်မှာကားသွားလို့မရတော့ဘာဖြစ်လဲဆိုတော့ဟိုလမ်းလျှောက်ပေါ့ပခတ်တွေနဲ့ထမ်းတာ၃ရက်ကြာတယ်ကားနဲ့သွားရင်တနည်းကြီး၃ရက်၃ရက်ကြာတဲ့အချိန်မှာ လိုအပ်ချက်တွေပေါ့ဗျာရဲဘော်ရဲ့လိုအပ်ချက်တွေရဲဘော်တွေဘွားမှာမပြည့်စုံမှုတွေပေါ့ကားမရှိဘူးကားသွားလို့မရတဲ့အတွက်3ရက်လောက်သွားတဲ့အချိန်မှာကျွန်တော်6လောက်ကရန်သိပ်တွေတက်လာတယ်။ဘာကြောင့်လဲဆိုတော့ဟိုတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီရန်သိပ်ကိုထိန်းဖို့ဆိုတာကဗျာတကယ်တမ်းဆိုရင်စစ်ထရဝင်လောက်ပဲပိုင်တာ။ဒီအရသားထရဝင်တွေကအဲ့လောက်ထိရန်သိပ်ကိုမပိုင်ဘူး။ဒါပေမဲ့သူတို့လည်းအကောင်းဆုံးလုတ်ပေးလိုက်တယ်။လုတ်ပြပြီးတော့ကျွန်တော်ကိုအဲ့ခြေဆေးဖြုတ်ပြီးတော့ဆေးရုံပို့လိုက်တဲ့အချိန်မှာကျွန်တော်6လောက်ကရန်သိပ်တွေတက်ပြီးတော့မတူသင်ပဲနဲ့တူသွားတယ်။အရှင်းပြောရင်တော့အခုလောက်ထိကို ပြတကယ်ပုံပုံမှန်ဆိုဒါပေမဲ့အဲ့လောက်ဒီဖြစ်သွားတယ်အဲ့လောက်ဒီဖြစ်သွားတော့ကျွန်တော်ကဘာခံစားရလဲဆိုတော့ကျွန်တော်ကစိတ်ကကျွန်တော်က ARD မှာပြန်ပြီးတော့ကျန်းအောင်ပါ ARD မှာပြန်ကျန်းအောင်ပါဒီ ARD မှာရှိရဲ့ခွေးတွေကိုကျွန်တော်ပြန်တောက်အောင်ပါကျွန်တော်ပြန်ပြီးတော့လုံအောင်ပါကျွန်တော်ရဲ့ရည်ရွယ်ချက်ကအဲ့ဒါကြောင့်မို့လဲကျွန်တော်တက်မှာ6 6ကနေ9 9နေပြီးတော့မှဒီ ARD နဲ့နှီးပါတယ်ဆိုတော့ဘိုးဒီကိုကျွန်တော်ပြန်ဆင်းတာပြန်သွားတာရအောင်ပြန်သွားခဲ့တယ်အဲ့ဒီမှာကျွန်တော်တစ်ဆင့် ARD ကိုပြန်ဝင်မှာပေါ့ကျွန်တော် အဲ့မှာပဲခံစားရတာကြံတာခံစားရမှာကျွန်တော်6လောက်ပြတ်သွားပြီဒီကောင်လေးကငါဘာမှတော့ဒီလောက်ထိမလောက်ရသေးဘူးငါ AOE တဲမှာငါပြန်ပြီးတော့ဒီကောင်လေးကိုငါပြန်မကြမ်းရသေးဘူးပြန်မလောက်ရသေးဘူးဘယ်နဲ့ငါဒီလိုမျိုးဖြစ်သွားရတာကျွန်တော်ဒါအဲ့အဲ့ချိန်မှာရမ်းခံစားရတာအဲ့လိုမျိုးဖြစ်သွားရတာဟွန်းဘယ်လိုပြောရမလဲဗျာအဲ့ဒီအဲ့ဒီကိစ္စကြောင့်ဟိုပြောတဲ့ကြတော့ဒီလိုမျိုးဟိုပြောရမလဲအဲ့ဒီ ဖုန်းတွေဘာတွေမှာပြောရတာကြောင့်တိတ်ပြီးဟောမဖြစ်ဘူးနည်းနည်းစကားအကျန်းသွားမှလဲဆိုးရတယ်ဒီမှာပြည်သူနဲ့ပြည်သူတွေကကြည်နေတာစကားအကျန်းသွားမှလဲဆိုးရတယ်ကိုကိုကိုတကယ်တမ်းပြောရရင်တက်ပါသေးချင်တာအဲ့လောက်ထိကိုဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘဝကိုကျွန်တော်ဆိုးသွားလို့မဟုတ်ဘူးကျွန်တော်ရဲ့ကောင်တွေကိုပြန်မလုပ်ရတော့ဘူးပြန်မလုပ်ရတော့ဆိုတော့ကျွန်တော်တို့ကကွန်မန်ဒိုကကွန်မန်ဒိုဆိုကျွန်တော်တို့ကမင်းပါကောင်လဲငါပါကောင်လဲဆိုရှင်ပြစ်တာမင်းလက်နေမင်းသိငါလက်နေငါသိကျွန်တော်တို့ကအဲ့လိုမျိုးဗတယ်ဗတယ်အဲ့လိုဝင်ပြီးရှင်ပြစ်တာအများတန်းလဲဟိုထိတ်ကပဲအဲ့လိုမျိုး ဝင်ဝင်ပြီးတော့ကျုံးလာကျုံးနေအဲ့လိုတိုက်ခိုက်ရေးသမားတွေပေါ့တိုက်ခိုက်ရေးသမားတွေဆိုတော့မြန်မာကောင်းလဲငါပေါင်းလဲကြတော့ဒီကျွန်တော်တို့မှာပါလဲဆိုတော့ဒီလက်နက်ကြီးပစ်ဖို့ drone ပစ်ဖို့လို့အဲရန်သူကိုပေါ့နော်ထပ်ပြီးတော့တိုက်ခိုက်နိုင်တဲ့လက်နက်ကြီးကို drone ပစ်ဖို့ကျွန်တော်အဆအပြန်သွားတော့အဲ့ပြီးတော့ကျွန်တော်တိတ်ပြီးတော့ဟုတ်ပါပြီဒီကောင်းလေးကိုမင်းပါကောင်းလေးငါပါကောင်းလေးမျက်နှာချင်းဆိုင်ပြီးတော့ဒါလေးကျွန်တော်ဆိုစစ်တိုက်နေပြောတယ်မင်းငါ့ကိုဘာတင်လဲငါလုံးမသားငါအေရော်ဒီသားကွာဆိုပြောပြီးတော့ပြစ်တာအဲ့လိုမျိုးကိုဆဲပြီးပြစ်တာဒါကြမ်းထဲလိုက်တယ်ကိုမျိုးကွာကိုထဲပြောမြောင်းများသားကွာဆိုပြီးတော့អော်ပြစ်တာ ဲ့လိုမျိုးကိုပြတယ်ဒီကောင်တို့လုံးချင်တယ်ကျွန်တော်အဲ့ဒါကိုကျွန်တော် AR တိုင်းမှာပြန်လုံးချင်အဲ့ဒီဟာကိုပြန်မလုံးနိုင်ပြန်မလုံးနိုင်မှမဟုတ်တော့ပြန်အခုလက်ရှိပြန်မလုံးနိုင်သေးတာအဲ့ဒါကိုကျွန်တော်ခြေလောက်ပြတ်တဲ့အချိန်တုန်းကခြေတူးမရခင်အချိန်တုန်းကပေါ့ခြေတူးမရခင်ခြေလောက်ဆပြတ်တဲ့အချိန်မှာအရန်ဝန်းနေတာခံစားရတာခံစားရတော့ပြီးတော့ဟိုနာကျင်မှုတွေပေါ့နာကျင်မှုတွေကအချိုးရတွေကြတော့ကျွန်တော်တို့လုတ်တယ်လုတ်တော့လုံနေတယ်ချိုးလူတွေရဲ့ဥပ္ပခါတရားတွေကရှိသေးတယ်ဗျကျွန်တော်တို့လုတ်တော့ ကောင်းပြောခံရတဲ့အရာတွေရှိတယ်။အဲအဲ့ဒီလိုမျိုးအရာမျိုးတွေလည်းစိတ်ခံစားရတာပေါ့နော်။ဟိုအခုဒဏ်ရာရသွားတော့လည်းဒီလိုပဲဒဏ်ရာလာရတယ်။ဒဏ်ရာရတယ်ကျွန်တော်စိတ်ထဲမှာကျွန်တော်ကပါလေကျွန်တော်အချိန်တန်ရင်အချိန်တန်ရင်ပေါ့ခုတစ်ခါအဲအချိန်တန်တဲ့ကိစ္စကိုပဲမပြောတော့ဘူးခုတစ်ခါတော့ဆဲခံပြီးသွားအချိန်တန်ရင်ပြန်မယ်ပြောလို့ဆဲခံရတယ်။အဲ့တော့မပြောတော့ဘူးကျွန်တော်ပြန်ပါ။တေချာဘောကိုကျွန်တော်ပြန်ပါ။ဘာလဲဆိုတော့ကျွန်တော် ARD ကိုရောက်အောင်ကိုပြန်အောင်ပါ။နောက်ဆုံးကျွန်တော်သေမယ်ဆိုရင်တော့မှကျွန်တော်ရဲ့ကျွန်တော်အခုလောလောဆယ်ကျွန်တော်ရဲ့6လောက်တစ်ပတ်ကိုကတော့ဘကုန်းမှမြုပ်ထားပါဗျာ။ ကျွန်တော်ရဲ့ဓာတ်ပေါ်တွေကိုကျွန်တော်အရာဝင်ပြန်မြုပ်ခြင်းပြန်ချပါရအောင်လဲပြန်အောင်ပါဘာကြောင့်လဲဆိုတော့ဟိုဒီမှာလဲအခုမဲ့ဟိုမျိုးသမီးတွေလည်းညှိရဲအားရအောင်ပြန်အောင်မယ်ငါတော်ရဲပြန်အဲသူကလည်းနင်းလောက်ဖြစ်နေပြန်ဖြစ်တယ်တကယ်လည်းဖြစ်တယ်ဘာဖြစ်လဲကျွန်တော်တို့အရာဝင်တိုင်းသားတွေကတော်ထဲမှာနေတဲ့အချိန်မှာတရားသနာဖို့ကောင်းတယ်ဘာရှိလဲသိရအရာဝင်တိုင်းသားနဲ့ရန်ကုန်တိုင်းသားတရားသနာဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကတော်လန်ရေးပြီးမှအိမ်ပြန်ရမယ်ကောင်းတယ်อืมကရင်ကင်းပြီးမှနေတဲ့တော်လန်ရေးဘော်တွေက သူတို့အိမ်ကိုသူတို့လွှမ်းရင်ပြန်လို့ရတယ်ဒါတော့မှမဟုတ်ရင်သူတို့ပြည်နယ်မှာသူတို့တော်လိုင်းရင်လုပ်နေရတာဆိုတဲ့စိတ်နဲ့သူတို့နေနေရတာကရီနီယာကိုအကောင်တွေကြတော့ကရီနီယာရဲဘော်တွေကဒီသူတို့ပြည်နယ်အတွက်သူတို့ကရီနီအတွက်ဟုတ်လားပြီးတော့သူတို့အချိန်မရသူတို့အိမ်ကိုပြန်လို့ရတယ်သူတို့တိန်းထားတဲ့အချိန်သူတို့ပြန်လို့မရသေးဘူးဆိုရင်သူတို့အိမ်နေအောင်ငါတို့ရောက်အောင်တိန်းမယ်ရောက်အောင်တိန်းဘာမှဘာဖြစ်လို့အဲ့ကိုတိန်းပြီးမှငါတို့အိမ်ပြန်လို့ရပြီကောင်တွေပြန်လို့ရတယ် KI ဘက်ကကောင်တွေပြန်လို့ရတယ်သူတို့ဘက်ကဘရခိုင်ကကောင်တွေပြန်လို့ရတယ်စကိုင်းကကောင်တွေလည်းပြန်လို့ရတယ် သူတို့ဓာရီမှာပြန်နေလို့ရတယ်သူတို့မိသားစုနဲ့ဂျန်သူကတိုက်ထားမှာတိုက်တော့သူတို့မိသားစုနဲ့တနာရီရနှစ်နာရီရသူတို့နေလို့ရတယ်မကွေးလဲဒီတိုင်းပဲနေလို့ရတယ်အခုလက်ရှိတော့ဘကိုးဆိုလဲဘကိုးကောင်နေတချမ်းကြော်ကြော်လောက်ကသူ့အိမ်ကသူ့အိမ်သူပြန်လို့ရတယ်ကောင်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရန်ကုန်သားနဲ့အေယာဝီသားတွေကမရမင်းတို့ပြန်ရင်ယူဂျီပြန်လို့ပေါ့အဲ့လောက်ထိမလွယ်ဘူးယူဂျီပွားတယ်ကျွန်တော်တို့အေယာဝီတိုင်းသားတွေကအေးနောက်ဆုံးကျွန်တော်တို့အမြဲပြောတဲ့စကားရှိတယ်အေယာဝီတဲမှာငါတို့ကတော်လိုင်းရင်နောက်ဆုံးပြီးမှာ တင်ပြရမှာကောင်လေအဲကြောင့်မလို့အသက်ရှင်ဖို့တော့လိုချင်သေးတယ်ဒါပြောလဲဆိုတော့ငါတို့ AR တိုင်းမှာငါတို့ပြန်ပြီးဖြုတ်ချင်သေးတယ်ဟွန်းသူများရဲ့အိမ်ပြန်ကိုမရှိအောင်ရေးကျွန်တော်တို့ကျွန်တော်တို့ဘက်မှာဆိုကျွန်တော်တို့ငငယ်ချင်းတွေပေါ့နော်အချိုရဲပေါ်ရေးဆိုရှိရဲသူတို့တွားတိုက်လိုက်တဲ့ရွာတွေကတွေကသူတို့ရွာတွေပဲကျွန်တော်တို့တိုက်ပြီးလိုက်တာဒါပေမဲ့အဲ့ဒီအဲ့ဒီရွာတွေတိုက်ပြီးတော့သူတို့အိမ်မှာသူတို့မိဘတွေနဲ့ပြန်နေပြန်ပြီးတော့ပြန်တွေ့ရတာကိုရီးယားဘေးနာနေကြည့်ရောဘာလဲဆိုဟောလေတနေ့တော့ AR ကိုဒီလိုမျိုးပြန်ရမှာပြန်ရအောင်ပြန်ရမှာဘာလို့လဲဆိုဖင်းတော်တော်ချင်းချင်းပြောဗျာကျွန်တော်တို့က အကြီးပြောကြီးထွက်လာတာအမေကိုလည်းအကြီးကြီးပြောခဲ့တာအမေကဘာပြောလဲတားရဲတဲ့တော်လန်ကြီးပေါ့နော်အစားတော့တော်လန်ကြီးလည်းတားမလို့လေတဲ့သုံးရလူကြီးရှိရပဲကိုကကိုထောက်ပံ့ပေါ့နော်အပြင်းရလို့တော့မေးလို့ကျွန်တော်တယောက်တားရင်လို့တရက်ပုံနီးရလို့တော်လန်ကြီးကအဲ့တော့မှကျွန်တော်တော့တွားကိုတွားရမယ်အဲ့တော့ပြီးတော့ကျွန်တော်ဒီဘက်ရောက်တော့ကျွန်တော်ပြောခဲ့တာငါတော်လန်ကြီးပြီးမှမင်းတို့ရှိကိုပြန်လာပါငါလက်မထောက်ပြီးပြန်လာခဲ့မှပြောခဲ့ကျွန်တော်ရွာဘက်ကလူတွေကျွန်တော်မျိုးကလူတွေတော့ကျွန်တော်လည်းတီးရလို့ပြောခဲ့ ဲ့တော့ကျွန်တော်ခြေလောက်လဲပြက်လဲပြက်ကောကျွန်တော်ရဲ့ပေါ်တာပေါ့ကျွန်တော်ပြောရဲ့ကျွန်တော်ပြန်ကြတော့ဗာပြောလဲဆိုဒီကောင်တံလာနိုင်တော့ဟဟဒီကောင်ပြန်ပြီးတော့လောက်လာနိုင်တယ်ဗာကျွန်တော်ခြေလောက်ပြက်သွားကြီးတော့ပြောရဒီကောင်ကလည်းတကယ်ကြီးစကယ်ကြီးပြောပြီးတော့ထွက်သွားတော့ချိန်တိုင်းဒီကောင်လေးပြန်လာနိုင်တော့ဟဲဒီလိုစကားရတော့အဲ့ဒီခါလေးကိုကြားတယ်စောက်ရဲအဲ့တိုင်ပူပြီးတော့အသိနာရောင်းအောင်ပြန်အောင်မှာငါတိုင်းမှာငါအလောင်းငါပြန်မြုပ် ငါတန်းရောက်မှငါသိမယ်ဒါပေမဲ့ဒီမှာလဲသိကောင်းလဲသိနိုင်လိမ့်မယ်သိရင်တော့မှကျွန်တော်ရဲဘော်တွေကျွန်တော်နှက်ခင်းနဲ့ရဲဘော်တွေကိုကျွန်တော်ပြောထားတယ်ငါအေးအဝေးကိုမယောင်မချင်းငါသိသွားတော့မင်းတို့အမိတ်မပြန်နဲ့ကဲဒါတော့เนาะအေးအဝေးရဲဘော်တယောက်ရဲ့ပြက်သားတဲ့ဆုံးဖြတ်ချက်နဲ့ခံယူချက်တွေဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုမျိုးရဲဘော်တွေအများကြီးကျွန်တော်တို့တော်လိုင်းထဲမှာရှိတဲ့အတွက်လဲတော်လိုင်းကြီးအခုချိန်ထိအောင်မြင်နေတာဖြစ်ပါတယ်เนาะ ကဲကျွန်တော်နောက်ထပ်ကြည့်ရမှာတော့အခုစီးရပြီဖြစ်ပါတယ်နော်ဒီအပိုင်းတွင်းမှာစကန်သိန်းတိုက်ပွဲတွေမှာရရှိတဲ့လက်နက်တန်ဖိုးတွေအောင်နော်အမေရိကန်ဒေါ်လာတန်းချီတန်ဖိုးရှိတဲ့ဟာတွေဖြစ်တယ်ဆိုတော့ကိုဒီအားလုံးစကန်သိန်းတိုက်ပွဲပြီးတဲ့အခါမှာပေါ့နော်တွတ်ချက်အကျန်းတွတ်ချက်တဲ့အခါမှာအမေရိကန်ဒေါ်လာတန်းနဲ့ချီတန်ဖိုးရှိတယ်လို့ကြားရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးကိုစီပြောထားတယ်နောက်လောက်ကြည့်လာနော်ဗမာစစ်တပ်ဗမာစစ်တပ်လို့ပြောနေတဲ့အဲ့ဒီစစ်တပ်တွေဗမာရွာတွေမှာမှဝင်ပြီးနှိမ့်ဆက်နေတာအဲ့တော့ဒီပအိုးဒေတာမှာရှိတဲ့เนาะပိုးပြည်သူတွေဟာဒီစစ်တပ်ရဲ့ရုံမှမှုကိုဘယ်လောက်ခံနေရလဲဆိုတော့အထူးပြောနေစရာမလိုဘူး ါပေမဲ့ဘာဖြစ်လဲအလုံးတိတဲ့အတိုင်းကရင်ပြည်နယ်မှာဆို BGF ကိုမွေးတယ်နော်ပြီးလို့ရှိရင်ကရင်ကရင်ချင်းပြန်အင်ဂျက်ချင်းအိုးမဲတော့ပြီးခုတ်ခိုင်းတယ်ဒါနာဒါဒီကောင်လေးရုတ်မှပုနော်အဲ့တော့ဒီဘက်မှာအခုနောက်ပိုင်းခေတ်တွေမှာလူငယ်တွေကအမျောအမြင်ဟိုဘယ်လိုပြောမလဲအတိညာဉ်တွေပွင့်လာတဲ့အတွက်သူတို့တိုက်တိုင်းတိုက်လို့မရတဲ့အနေအထားဖြစ်သွားလို့အရင်ခေတ်ကဆိုကရင်ကရင်ချင်းပြန်ချရတယ်စဉ်းစားကြည့်ဒီကောင်လေးရုတ်မှရက်ဆက်မှုကဘယ်လောက်ထိဆိုးလဲဆိုတာဒီပို့ဒေတာတွေမှာလည်းဒီလိုပဲ PNN နဲ့ PNNO ရန်တိုက်ပေးတယ်အဓိကအဲ့ဒီစစ်ခွေးတွေကြောက်ပဲ ။ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာဒီကာလမှာကိုယ်လူမျိုးအချင်းချင်းဘာအကြောင်းနဲ့မှတနှက်ပြောင်းလှည့်เสียမလို့ဘူး။တော့ပို့ပို့ချင်းပြစ်เสียဘာအကြောင်းနဲ့မှမရှိဘူးကျွန်တော်တို့။တင်းကင်းချင်းပြစ်เสียဘာအကြောင်းနဲ့မှမရှိဘူး။ဗမာမမာချင်းပြစ်เสียဘာအကြောင်းနဲ့မှမရှိဘူး။เนาะအခုရခိုင်မှာလည်းကြည့်ကျွန်တော်တို့ကမြင်အောင်ကြည့်တွေ့တယ်။ရခိုင်တလောက်စီးယုံညီညွတ်မှုတဲ့ရခိုင်တောင်မှဒေါ်စောမြလင်းရာစာတို့ကိုတနက်တွေသွားထုတ်ပေးလက်နက်တွေတတ်ဆင်ပေးပြီးတော့အဲမသိလို့ရှိရင်ကြည့် တစင်သွားထောင်ပြီးတော့ရခိုင်ရခိုင်ချင်းသွားတိုက်တယ်မြင်ကြတယ်မလားအေးအဲ့လားပဲဒါကြောင့်မလို့ကျွန်တော်တို့အောက်ချစ်ပြည်သူတွေတိထားမှာကငါတို့တည်သူပြည်သူချင်းဘာအကြောင်းနဲ့မှတနပ်ပြောင်းမလှဲ့အောင်ဆိုတဲ့အသွေးကိုသွေးဖို့လိုတယ်ငါတို့ပြည်သူအချင်းချင်းကိုတနပ်ပြောင်းလှန့်နေတဲ့ကောင်ဆိုတဲ့အဲ့ဒီလက်နက်ကင်အောက်တန်းစားဟလားချိန်နေတယ်အဲ့ဒီဟာဒါအမှန်ဆုံးစကားပဲညည်းလို့မရဘူးနော်ကြည်လူမျိုးတိုင်းကိုဒီကောင်တွေကလိုက်ပြီးတော့တွေးခွဲတယ်ရန်တိုက်တယ်ပက်ရှူတယ်ပြီးရင်သူတို့အိမ်ချက်ချင်းချင်းအိုမက်တော်ပြီးခုခိုင်းတယ် ရှုံးတဲ့ကောင်ကိုသူတို့ကောက်စားမယ်။နိုင်တဲ့ကောင်သူတို့ကောက်မွေးမယ်။အဲ့ဒီပုံစံကိုလုပ်လာတာ။ဒါပေမဲ့အခုဒီနေ့ခင်မှာတော့ဒီ social media ရဲ့အကျိုးကျေးဇူးကြောင့်အားလုံးကပွင့်လင်းမြင်သာတဲ့ခေတ်ရောက်လာတဲ့အတွက်သူတို့လုံချင်တိုင်းလုံလို့မရတဲ့အနေအထားဖြစ်လာတာ။အော်ကေဘီနေမှာအခုဆိုရင်တမဟာခွန်စကမ်းအလုံးမလုံးလုံးလုံးတော်လိုင်းတောက်တောက်ဆဲလာကြတာနော်အခုတမဟာခွန်ထဆော်လိုက်တယ်ရှိတဲ့စကမ်းကုန်နော်အခုဒီဘန်နူးလာစကမ်းဆိုရင်အဲဘင်းအောင်စကမ်းဆိုရင် ်ချုပ်ကိုသူတို့ပြောရတဲ့ဘရင်တော်ဘန်နုနာအလောင်းဖေအောင်မတိစာနေချောင်းမှာဟိုကြောင်းတက်တဲ့ကလေးတို့ပဲကွာအာယုံနေတဲ့နောက်ပါတယ်ဟမ်ဟိုအရင်ခက်ကတူရဲကောင်းနေလေအငိမ်မနေရဒီကောင်းနေလက်ထက်ကြမှာစောက်ရမ်းမယ်အကောင်းပြောတာဟိုမတိလို့ရှိရင်ဘရင်တော်တို့နာမည်ပေးရတယ်ဘရင်တော်ရဲ့ရေဆမ်းတက်တိကြီးသူတို့ကိုလည်းစီးဝင်မယ်အောင်းမိလားမသိဘူးသိတာဘရင်တော်ရဲ့ရေဆမ်းတက်တိတော့စီးဝင်ဘရင်တော်ရဲ့ဟိုအထောင်းအောင်စီးဝင်သွားလိမ့်မယ်အမသိတာနော်အဲ့တော့အဲ့ဒီစကမ်းဆိုရင်နိုင်ပိုင်းတွင်းကိုတိန်းနိုင်တာအဲ့တော့တက်တက်လုံးတိုက်လာတာမနိုင်တဲ့စကမ်းဘာကြောင့်မနိုင်တာလဲ အဲ့လားအဖြေပဲတသက်လုံးကသူတို့ရဲ့ဝါရမိုင်းအောက်မှာပြည်သူကကြားရောက်ခဲ့ရအဲ့ဒီအတွဲသူတို့ဝါရမိုင်းဖြန့်လို့ကရင်ဆိုရင်တဘုံငပွေအဲအခြားတိုင်းနဲ့လက်နက်ကန်နေဆိုရင်လက်နက်ကတောင်းကန်တောင်းချမ်းတို့တဘုံအမြတ်စသဖြင့်ဝါရမိုင်းဖြန့်ခဲ့အခုဒီနေ့ခေတ်လိုမျိုးဆိုရှယ်မီဒီယာခေတ်မဟုတ်တဲ့အတွက်နိုင်ငံပိုင်းရုပ်တံတို့ရနိုင်ငံပိုင်းတည်င်းစာတို့ရင်သူတို့စိတ်ကြိုက်ဝါရမိုင်းဖြန့်တဲ့အတွက်ပြည်သူက BBC တို့ BOA တို့ ဆက်တဲ့ဖြင့်နိုင်ငံခြားသတင်းအတန်လွှင့်ဌာနလေးတွေကိုလေဒီယိုလေးခချောက်ခချက်ပဲနားထောင်ခဲ့ရတယ်ခေနော်ရှစ်အဲ့ဒီအိမ်မှာဆိုရင်ဒါအားလုံးထိတဲ့အတိုင်းလေဒီယိုတော့အိမ်တိုင်းမရှိဘူးဗျာဟုတ်တယ်မလားယွာဒီယွာဒါတွေဆိုတိလိုက်မြို့ဓာတ်တွေတော့မထီဘူးကျွန်တော်တို့ကယွာဒါဖြစ်တဲ့အတွက်နော်နေရီမှာကြည့်ပါအိမ်တိုင်းမှာလေဒီယိုမရှိဘူးလေဒီယိုရှိတဲ့အိမ်ပြတဲ့နော် BBC BOA ကိုလူများနားကြားအောင်နားထောင်မရဲဘူး BBC BOA နားထောင်အောင်ဖမ်းတယ်ဘယ်လောက်ထိလူခွေစုံစုံစဉ်းစားကြည့်အဲ့လိုခက်ကနေကျွန်တော်တို့ အဲ့တော့ခစ်မှာဆိုတော့သူတို့လှုပ်ချင်တိုင်းလှုပ်လို့ရခဲ့တယ်ဒီနေ့ခစ်တက်တော့ဟိုမှာတိုက်ပွဲတိုက်နေတယ်လိုက်လှုပ်ပြီးပြန်ဓမ္မမင်းတို့ခွဲတယ်ဘလို့တေးတယ်တက်ပြအမှောက်ပုံလေးမှောက်ပြီးကြောက်သွားပြီးတားလို့ပေါ့ခိုင်းလို့လောက်ကလာမှာငိုရည်နဲ့ဟမ်အေးလိုးတွေဟုတ်တယ်မလားအဲ့တော့ဘာဖြစ်ကုန်လဲပြည်သူအတိတယ်အကုန်လုံးအကုန်တဘောပေါက်ကုန်အခုနေ့ကပြောလို့ကရင်ကရင်ချင်းလာတိုက်တယ်ကျင်အာဒါငါတို့ကရင်ကရင်ချင်းလာတိုက်တယ်တဘောပေါက်လာပြီရှောင်းတယ်အဖွဲချင်းမတူဘူးတော့မှခုနေ့ကပြောသလိုနှစ်ယောက်ရင်ဆိုင်ပြီးပြည့်စရာအကြောင်းမဟုတ်တော့ဆိုတော့တိပါတယ် BGN နဲ့ KNU ပြည့်စရာအကြောင်းမရှိဘူးလीဟုတ်တယ်မလား ရှင်းရှင်းလေးပဲပြောတာတူလို့တူလို့ကိုလို့ကိုလို့နော်လိုအပ်လို့ရှိရင်မစ္စည်းဖက်ဖက်ပြိုင်တော့မိတ်ပြအောင်မယ်နော်ဒါရအလုံးဝင်ဖြစ်တာကြီးအဲ့ဒီပုံစံဖြစ်နေရမယ်နော်အခြားသော data မှာရှိတဲ့တိုင်းနာလက်နက်ကင်အချင်းချင်းကြားတွေမှာလည်းဒီလိုပဲကျွန်တော်တို့ကလူမျိုးအချင်းချင်းလက်နက်ကင်အချင်းချင်းတွေးပွဲဖို့မပြောနဲ့တိုင်းဒီလုံးမှာရှိတဲ့လက်နက်ကင်ကြီးအားလုံးကဟဲ့ဒီလက်တီးစုပ်လို့ကြည့်အောင်ဆုတ်ကမဲ့အချိန်ပဲဒီအချိန်တစ်ချိန်ပဲကျွန်တော်တို့မှာလုပ်ခွင့်ရှိမှာနော်ခင်ဗျားတို့တိုက်တဲ့လောက်အင်အားကောင်းအခု ဒီမြန်မာပြည်မှာရှိတဲ့တိုင်းသားလက်နက်ကင်အားလုံးထဲမှာဝါတက်ဖွဲ့လက်နက်ကင်ဟိုအင်အားကောင်းတယ်ပေါ့ဟုတ်တယ်နော်ဝါကိုအခြားဖွဲ့တွေဘယ်ဖွဲ့မှမမီဟုတ်တယ်နော်အဲ့ဒီဝါဟာဒီတိုင်းပြည်ဒီမိုကရေစီရလို့စစ်တပ်ကပြည်သူတမလန်းအောက်ရောက်ဝါကြီးဝါအဖွဲ့လိုမျိုးအမှောက်ချေလို့ရတယ်ဒီတိုင်းပြည်ကအဲ့ဒါယုံလားမယုံလားတော့မသိဘူးဘာဖြစ်လို့လဲနိုင်ငံတစ်ခုခေါင်းစဉ်အောက်ကရှိတဲ့စစ်တပ်နဲ့တိုင်းသားလက်နက်ကင်အောက်မှာရှိတဲ့တပ်ကွာဟမှုကြီးအရန်ကွာတယ်လက်နက်ဝယ်ရအစားကွာတယ် ဘတ်ဘဏ္ဍာငွေရရှိမှုခြင်းကကွာတယ်မှန်ပါအဲ့ဒီမဲ့ဒီအချိန်မှာဝါတဖွဲ့တွေကဟဲ့ဒီစစ်တပ်ကိုတိုက်လဲနိုင်တယ်ဘာကြောင့်အဓိကအဲ့ဒါပြည်သူထောက်ခံမှုမှာဟဲ့ဒီဒီစစ်ကောင်းဆောင်တွေစစ်တပ်မှာမရှိတော့ဘူးအဲ့တော့ပြည်သူထောက်ခံမှုရှိတဲ့အချိန်ဒီတိုင်းပြည်တစ်ခုရဲ့စစ်တပ်ကဝါလိုအဖွဲ့မျိုးတိုက်လို့နိုင်ပေမဲ့ပြည်သူထောက်ခံမှုကြဆုံးနေတဲ့အချိန်အဲ့ဒီတိုင်းပြည်တစ်ခုကိုကိုစားပြုတ်ပါဆိုတဲ့စစ်တပ်ကဒီတဖွဲ့နဲ့တိုက်တောင်နိုင်တဲ့အဆင့်ဖြစ်သွားတယ် ဲ့ဒါပြည်သူ့ရဲ့အားဘလောက်ထိအရေးကြီးဆိုတာအသက်တည်ပဲတက်တည်ပဲအဲ့ဒါပြည်သူထောက်ခံမှုရှိတဲ့အချိန်မှာကျွန်တော်တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေအကုန်လုံးကဒီကာလမှာကျွန်တော်တွေးရစိတ်ပူတယ်ကျွန်တော်အဲ့ဒါတခုပဲရှိတယ်ငါတို့တိုင်းပြည်သီတော်လှန်ရေးမနိုင်ခင်ကာလနဲ့နိုင်ပြီကာလနှစ်နှစ်ကာလကိုကျွန်တော်တို့ဆူတောင်းအောင်နိုင်ဝါလို့လည်းစိတ်မေးရတယ်နော်မနိုင်ခင်ကာလမှာငါတို့တိုင်းပြည်မှာရှိတဲ့လက်နက်ကင်ခေါင်းဆောင်တွေလူစင်းရှိကြပါစေ နိုင်ပြီးကာလမှာငါတို့တိုင်းပြည်မှာရှိတဲ့လက်နက်ကင်ခေါင်းဆောင်တွေလူစိတ်ရှိကြပါစေရပြီအဲ့နှစ်နှစ်ကာလကို လက်နက်ကင်ခေါင်းဆောင်အကုန်လုံးနှီးပါကတရားရကင်တော့တော့မဖြစ်လာနိုင်အောင်တိတယ်နော်ဒါပေမဲ့များလို့နဲချင်ဟုတ်တယ်မရေများရေနိုင်မီးများမီးနိုင်စုသူတို့ဒီအပြောင်းလဲကိုပြောင်းလဲနိုင်မှုအတွက်လက်နက်ကင်ခေါင်းဆောင်တွေအလုံးတကြီးချင်းချင်းတွေဖြစ်လိုက်မယ်ဆိုအပြောင်းလဲစစ်အာဏာရှင်စနစ်ကြွားလိမ့်မယ်စစ်အာဏာရှင်စနစ်ကြွားပြီးပြန်တော့လေဒီတိုင်းပြည်အတွက် เนาะအန္တရာယ်မကင်းသေးဘူးမှန်ကန်တဲ့ Federal Democracy တိုင်းပြည်ဖြစ်အောင်မှန်ကန်တဲ့ခြေကံဥပဒေကိုပိုင်ဆိုင်နိုင်အောင်ဖွဲ့စည်းပုံခြေကံဥပဒေပိုင်ဆိုင်နိုင်အောင်အဲ့ဒီခေါင်းဆောင်တွေအားလုံးကလူစိတ်ထက်ရှိဖို့လိုအပ်သေးတယ်အဲ့ဒါဆိုရင်ကျွန်တော်တိုင်းပြည်သားအေးစေးဘယ်သေးသားထိုင်းလောက်ကိုအာရုံနဲ့မထည့်ဘူးเนาะကဲရှင်းရောเนาะကျင်းနေတယ်အဲ့လိုဖြစ်ဖို့အတွက်အားလုံးနှစ်နှစ်ခိုင်ခေါင်းဆောင်တွေကြမ်းမှကြပါစေချမ်းသာကြပါစေလို့ပဲမေတ္တာပို့ပါတယ်ကဲဒါတော့ကုစီရဲ့ဗီဒီယိုပဲဖြစ်ပါเนาะ အဲ့တော့စကန်နေတစ်ခုတစ်ခုတင်တာလည်းမနေတော့ဘူးเนาะဒီတောင်ပိုင်းတိုင်းမှာဆိုစကန်နေလည်းကုန်သလောက်ဖြစ်နေပြီအဲ့တော့အားလုံးတွက်ကြည့်တာဒေါ်လာတန်းနဲ့ချီတန်ဖို့ရှိတယ်ဆိုတော့တော်တော်လေးကိုများတဲ့တန်ဖို့ဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့အငိမ်မနေပဲနေပါเนาะတစ်ဖက်မှာတိုင်တစ်ဖက်မှာအငိမ်မနေပဲနေပြန်တက်ရတဲ့အချိုးကျစုတွေပြောပြောလို့ရပါတယ်เนาะအခုမြောက်ဘက်မှာမင်းနေတဲ့ချီတောင်ပိုင်းကအလွယ်လေးတင်းသွားတာအားလုံးအမြင်ပါပဲเนาะအဲ့တော့ဘာဖြစ်ပြောကျွန်တော်ဒီလိုမျိုးစီလုံးကြီးကြီးဆိုတာပဲတိုက်မယ်ဆိုရင်တော့အချက်ဖက်မရလိုက်ကမကြခင်အချိန်တွင်းပါပဲဒီဘောကတပါးကူပြောင်းမလားနိုင်ငံခြားပဲထွက်ပြေးမလားပေါ့နော်တခုခုတော့သူဖြစ်တော့မယ်ဆိုတာသိကြပါလေဆိုတာကိုသုံးသက်ပြ ောဆိုရင်လည်းကျွန်တော်ပြန်လို့ဆုံးသက်လိုက်ပါရနော်အစားဆုံးကြည့်ပေးကြတယ်ပြပပီသူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှလှုပ်ဆောင်သမျှအရာအားလုံးပါအမင်ကြပါစေတောလျာမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ